ဲ့လိုတခုခုပါကွာအဲ့လိုကိုမျက်စိရှိတယ်မှာတခုခုဖြစ်နေတဲ့ဟာတခုခုပေါ့တမအစင်မပြေတာတခုခုတွေ့ပြီဆိုသူနဲ့ကိုနေကအဲ့လိုပြောချင်တာပေါ့တမအဲ့အဲ့အစင်မပြေတာကွာအဲ့ဟာကိုမြင်တဲ့အမြင်ကြီးချက်ချင်းတူပြီးကြောက်နေကြောက်နေအဲ့လိုမျက်လုံးနဲ့ကြည့်လိုက်တာအင်းငါလည်းသိတယ်အဲ့ဒါ။အင်းသမားမပြောတကယ်ပါရဲ့လေ။အင်းအင်းသူကလည်းအင်းငါလည်းသိတယ်။အင်းနင်းလည်းသိရမလားဟာလည်းအဲ့လိုပြော။ကိုရလက်တွဲပေါ်ကသူနဲ့ထပ်တူ နားလည်ပေးနိုင်ရမယ်သူ့ရဲ့အောင်မြင်မှုပဲကိုယ့်ရဲ့အောင်မြင်မှုတစ်ခုလိုမျိုးမူတည်တာပွားနိုင်ရမယ်ချစ်ပေးနိုင်ရမယ်အဲ့လိုလူမျိုးတွေ့ပြီဆိုလို့ရှိရင်တော့ဒါအိမ်တော်ပြုတ်ပေါ့အဲ့လိုမဟုတ်လို့ရှိရင်တော့ပြုတ်စီချင်ဘူးအဓိကကိုယ်သဘောတူတာနဲ့မဆိုင်ဘူးလေကိုယ်ကသူ့မိမဟုတ်လားမမသူဖောင်ကောကိုသက်တက်ပါဟုတ်လားမြန်ငါထကြည့်ပါလေထူလားဟုတ်လားထောင်ကောကိုသက်တက်မွေးတယ်အမလို့ပြောတာလေအဲ့ ိုင်ဒါဆက်ဆက်အုပ်ဆုံးတာဖွင့်တဲ့ဒါဆိုင်လေးရကျွန်တော်တို့ဒါမြောက်ပြင်ဘက်မှာဖွင့်တာပေါ့နော်ကျွန်တော်ဒါမြောက်မြောက်ပြင်နေပြီးတော့ကျွန်တော်ဒါနောက်ထပ်ထပ်ပြီးတော့ကျွန်တော်တို့ဒါမန္လေးရဲ့တောင်တောင် area တွေနောက်ပြီးတော့တခြားမျိုးတွေမှာလည်းဆက်လက်ပြီးတော့ဖွင့်လင်းနိုင်ပါစေလို့ဆုတောင်းပေးပါတယ်ခင်ဗျာမန္လေးကျွမ်းရနော်ရွှေလန်းကျွမ်းငါမန္လေးသားဘူးအဲ့ဒါကြောင့်ကျွမ်းရနော်ဟာဟာဆိုဖြစ်တာအာဆိုင်ခွဲတွေအများကြီးဖွင့်နိုင်ပါစေလူတိုင်းရတနာဆင်မြန်းနိုင်အောင်လို့အာတောင်းချပေးနိုင်တဲ့အာရွှေလန်းထပ်ဆိုင်ကြီးဖြစ်ပါစေလို့ဆုတောင်းတောင်းပေးပါရှင်တခြားလောက်ပြီးသားတခြားလောက်ပြီးသား အချင်းလောက်ပြီးသားအင်ဂျီရိုဒါတချင်းအဟောင်းလေးတစ်ပုဒ်ကိုပြန်ပြီးတော့အသက်သွင်းနေပေါ့နော်တိဆိုးထားတယ် ဖြစ်ချင်တော့အားလုံးသွင်းပြီးတော့အားလုံး final ပြီးတော့မှရင်းကြီးတို့ data ပြတ်သွားတယ်ပြတ်သွားတော့အစားအနေခုမှပြန်လုံးအောင်နောက်တစ်ခေါက်ပြန်လုံးရတယ်နှစ်ထပ်ရှိမှမှတ်မိပေါ့အဲနောက်တစ်ခေါက်ပြန်လုံးဖို့လို့ပြောနေကြတာပါခုနကပွဲတွေမှာတော့နှစ်ခေါက်လောက်ရှိပြီဆိုတော့ပွဲပွဲတိုင်းနေသားမှာဆိုကြရပါတော့ဒီနေ့လည်းဆိုလိုက်မယ်ငါမှ instrument တွေပါမယ်ဖြစ်နေတာကြည့်လိုက်တကယ်တကယ်ညောတကယ်ညောရှိကြပါဦးမယ်နော်အဲ့လိုတခုခုပါပါအဲ့လိုကိုမျက်စိရှိတယ်မှာတခုခုဖြစ်နေတဲ့ဟာတခုခုပါတယ်မှာအစ်မပြေတာတခုခုတွေ့ပြီဆိုသူနဲ့ကိုယ်နဲ့အဲ့လိုပြော ပြောချင်တာပေါ့တော်ပါအဲ့အဲ့အစင်မပြေရကွာအဲ့ဟာကိုမြင်တဲ့အမြင်ကြီးချက်ချင်းတူပြီးကြောက်ရအောင်လေအဲ့လိုမျက်လုံးနဲ့ကြည့်လိုက်တာအင်းငါလည်းသိတယ်ဟာအင်းမဟဲစကားမပြောတကယ်ဟောရတယ်လေအင်းအင်းသူကလည်းအင်းငါလည်းသိတယ်အင်းနင်းလည်းသိရမလားဟာလားအဲ့လိုပြောအတွင်းအမြင်ကြီးကတော့ရန်တူရပြီးပါပြီဆိုလို့ရှိရင်အဲ့ဒါပြီးတကယ်ချင်းတယောက်ထွက်ပြီးအေးငါလည်းအဲ့ဒါပြောအေးငါလည်းအဲ့ဒါပြောမလို့ငါသိတယ်ဆိုအဲ့လိုပြောပါအဲ့လိုပြီးတော့အရာအားလုံးနဲ့တိုင်ပင်ဖြစ်တယ်ဥပမာကွာဟိုတချင်းကိစ္စရမှာမဟုတ်ဝင်းချင်းတော့မိသားစုရေးရာကြီးလည်းတိုင်ပင်ကြရတယ်ကိုယ့်ရဲ့ personal ကိစ္စရဆိုလည်းတယောက်နဲ့တယောက်နဲ့တိုင်ပင်ကြရတယ်အဲ့လိုမျိုးလေးတွေပေါ့ တယောက်နဲ့တယောက်နဲ့ချစ်ခင်ရင်းနှီးရတဲ့မောင်နှမလိုပဲဖြစ်နေပြီပေါ့နော်ဆိုတော့ခါကြတော့အရာအလုံးသူ့အကြောင်းအရာအကုန်လုံးဆိုလဲကိုသိတယ်ကိုရဲ့ personal အကြောင်းအရာအကုန်လုံးဆိုလဲသူသိတယ်အဲ့လိုမျိုးနဲ့ပဲဖြတ်တန်းသွားတော့ဒါတန်ရောစရာတော့တော်တော်ကြီးကြရဲပေါ့တော်ရမ်းစွန်ပါတယ်စွန်လုံးလုံးခက်စွန်လုံးလုံးခက်ကြီးကတော့ကိုနေပြရအောင်လို့မိုင်းချင်လို့ပါပါအားမကြဘူးအားကြတာပေါ့။အင်းကြားနေမှာကြားနေတကယ်ကြီး။ကြားနေလို့သူကတားတာလို့အားမကြတာ အားကြတာဗောဒီမှာချစ်စရာဒါတမီလေးတမီလေးတယောက်နဲ့ဒီမှာရန်သူ့ကိုချစ်တယ်အလိုလိုက်အများနဲ့အလိုလိုက်တဲ့သူ့ရဲ့မျိုးသားနဲ့ကွဲရစ်နဲ့ဘလောက်ကြော်စရာကောင်းတဲ့ဘွားတစ်ခုထူထောင်ထားလဲပြီးတော့အရန်ကိုသူတို့ဘွားလေးကြည့်လိုက်အေဂျင့်ပြီးတော့တာယာလေမိုက်တယ်အားကြပါတယ်ဟုတ်လောက်ပြောကောင်းတဲ့ဘွားကြီးကိုရာဘာလို့ရွေးချယ်ပြီးလဲရွေးချယ်မှာလာမှာပေါ့ဒီပြေပေါ့ယောက်ျားလေးနဲ့ကြာမတူဘူးမောင်လေး main ကလေးကြာတော့လေ ဟိုဘယ်လိုပြောရမလဲအမှုပညာလုံးလုံးတဲ့ main ကလေးကြတော့ဟို main ကလေးတွေမှာလည်းသူ့အတက်ရွယ်အပိုင်းချလိုက်ရှိရခုနကလိုကလေးမွေးရမယ့်အချိန်ဘယ်အချိန်မှာအိမ်အောင်ပြုတင်တယ်ဘယ်အချိန်မှာကလေးမွေးတင်တယ်ကျမ်းမာရေးအရာရောပါဟောပေါ့နော်နောက်ပြီးတော့တော့အဲ့လိုဟို main ကလေးတယောက်ကိုကြတော့ယောက်ျားလေးပြိသက်တွေကအရန်ယူးယူးမူးမူးတက်တဲမဲမဲကြီးကြိုက်ကြတယ်ဆိုတာရှားတယ် main ယောက်ျားလေးအဆိုတော်ကိုကြတော့ main ကလေးပြိသက်ကယူးယူးမူးမူးတက်တဲမဲမဲကြိုက်ကြတာရှိတယ်အဲ့ခါကျတော့ကိုကဒီအိမ်အောင်ဘက်တွေပါရွေးချယ်တဲ့ခါကျလို့ရှိရင်ကို့အပေါ်ကိုအများကြီးနားလဲပေးနိုင်မှာဖြစ်မယ် ကိုယ့်ရဲ့အလုပ်အပေါ်မှာကိုယ့်အတိုင်းပဲစိတ်ကထပ်တူကြရတယ်လို့ဖြစ်မှာဖြစ်မယ်မလွယ်တော့မလွယ်ဘူးပေါ့နော်မိန်ကလေးမှလည်းမိန်ကလေးလျောက်ယောက်ျားလေးဘက်ကနားလည်ပေးရတယ်အများကြီးရှိရောအမမျိုးသားဆိုလည်းနားလည်ပေးရတယ်အများကြီးရှိမှာပဲပြောချင်တာသူတို့နဲ့ကိုယ်နဲ့တငယ်ချင်းဆိုပေမဲ့လည်းဒါကိုယ်တငယ်ချင်းယောက်ျားတချင်းဆိုရယ်ကွာအမဆယ်အမသူနဲ့ကိုယ်နဲ့ဆိုရယ်တီတီပြိတဲ့ဆိုပြရတယ်လို့ရမှာမရဘူးအဲ့တော့ကိုယ်နဲ့နေရာပခုံးဖက်ကြရရှိမယ်လက်ကလေးတွဲဆိုကြရရှိမယ်ဒါမျိုးတော့ကိုစိတ်ကောက်တယ်စိတ်ဆိုးတယ်ဆိုလို့ရှိရင်အမှုပညာသမားကိုလာပြီးတော့ ဘဝမှာပါပါဝင်ပတ်သက်ခြင်းလို့မရအောင်ပေါ့နော်အမမျိုးသားဆိုနားလည်ပေးရတာရှိမှာပဲဒီလိုပဲသူတို့ဆိုလို့ရှိရင်သူတို့ရဲ့ပြိသက်တွေ main ကလေးတွေကချစ်ကြမယ်ကြိုက်ကြမယ်ဘာမှမပြောဘဲနဲ့စင်မတက်လိုက်ဖတ်ဆိုနန်းသွားတာလည်းရှိရှိမှာပဲဒါပြိသက်ဖြစ်တဲ့အတွက်သူတို့မှဘာမှပြန်ပြောပိုင်လို့မရဘူးအတိခံပါအဲ့ဒါကိုကိုယ့်ရဲ့လက်တွဲဘဝကသူနဲ့ထပ်တူနားလည်ပေးနိုင်ရမယ်သူ့ရဲ့အောင်မြင်မှုပဲကိုယ့်ရဲ့အောင်မြင်မှုတစ်ခုလိုမျိုးမူတည်တာပွားနိုင်ရမယ်ချစ်ပေးနိုင်ရမယ်အဲ့လိုလူမျိုးတွေ့ပြီဆိုလို့ရှိရင်တော့ဒါအိမ်တော်ပြုတ်ပေါ့အဲ့လိုမဟုတ်လို့ရှိရင်တော့ပြုတ်စေချင် ်ပြောပြပြခုနပြောလို့ပဲပေါ့အားလုံးလည်းကုန်ပြီသားအော်ကုန်အရေးကြီးတာခုနအမပြောတဲ့အချက်အလက်တွေအားလုံးကိုနားလည်ပြီးနိုင်တဲ့မင်းကလေးဖြစ်ရင်အဓိကကိုယ်သဘောတူတာနဲ့မဆိုင်ဘူးလေကိုယ်ကသူ့မိမဟုတ်လားအမအမသူဖောင်ကကိုယ်သတိပေးမှာဟုတ်လားမြန်မာတက်ကြည့်ပါလေထူလာပါလားထားပါဘူးကြည့်တဲ့မွေးတဲ့အမားလို့ပြောတာလေအဲ့ဒါဟိုတူတူတူပုံမှာ ခုနကလိုမျိုးလေးအချက်ကလေးတွေနဲ့ပြည်စုံလဲဆိုရင်တော့ဒါသူနဲ့အဆင်ပြေမှာပဲကိုကတော့ဒါဘေးလူတယောက်အနေနဲ့မြင်တာပေါ့ကံကောင်းတာနော်ဂျူနီယာချစ်ကောင်းတာအဲ့လောက်မပြောဘူးလားတော်တော်ကံကောင်းတာတော်တော်ကံကောင်းတာအခုတယောက်လိုဂျူနီယာနဲ့လည်းကလည်းတမျိုးပေါ့အတူကြောင့်လည်းအဲ့လိုတမျိုးပြောရတယ်လူတယောက်နဲ့တယောက်နဲ့တိုက်မှာမတူဘူးသူကအောင်မြင်နေတဲ့အမှုပညာရှင်တယောက်ဖြစ်နေပြီလေအဲ့တော့အောင်မြင်တဲ့အမျိုးသားရဲ့တယောက်ရဲ့နောက်မှာအများကြီးနားလည်ပြီးနိုင်တဲ့မိန်းမတယောက်ရှိမှရမယ်အဲ့တော့နားလည်မှုကို တရာရာခိုင်နှုန်းမဟုတ်150ရာခိုင်နှုန်းလောက်ရှိတဲ့အမျိုးသမီးမျိုးဆိုရင်တော့ဒါသူ့အတွက်ကံကောင်းတာပေါ့။နော်အဲ့မျိုးသမီးတွေအတွက်တော့ကန်ဆိုးရှာမှာ။ပါပြီကန်ဆိုးပြီကန်ဆိုးပြီကန်ဆိုးကန်ဆိုးသူမလေးတွေ့ပါလေတွေ့ပါလေရှာလိုက်ပဲလေရှာလိုက်တွေ့ရင်တွေ့နေမှာပေါ့။ဘိုးရင်းကိုရှိုးတာ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 လား။ဟုတ်